ထိုင်းနိုင်ငံရဲ့အိမ်တိုင်းလူလူမှာ တွေ့ရတဲ့တဲ့နတ်ဆင်လေးတွေကိုထိုင်းလူမျိုးစာန်ဖရာဖုံလို့ခေါ်ပါတယ်ဒီနတ်ဆင်တွေကိုအဓိကအားဖြစ်တော့မြေဆောင်နဲ့မြေပိုင်နဲ့ဒါမှမဟုတ်အိမ်ရဲ့အုပ်ထိန်းနဲ့တွေကိုကိုးကွယ်ဖို့ရည်ရွယ်ပြီးတော့တိဆောက်ထားတာပဲဖြစ်ပါတယ်ထိုင်းလူမျိုးတွေရဲ့ယုံကြည်ချက်အရာကဒီနတ်တွေကမြေကိုပိုင်ဆိုင်ထားတဲ့ဝိညာဉ်တွေဖြစ်ပြီးတော့အိမ်ယာတိဆောက်တဲ့အခါမှာလည်းဒီနတ်တွေရဲ့နေရာကို အနောက်ဆက်ဖြစ်စေတယ်လို့ယူဆကြတယ်။ဒါကြောင့်မို့လို့နတ်တွေကိုစိတ်အေးချမ်းအောင်အိမ်မှာနေထိုင်သူတွေကိုဒုက္ခမပေးအောင်လို့ဆိုပြီးတော့ကောင်းကျိုးတွေယူဆောင်လာပေးဖို့ရည်ရွယ်ပြီးတော့ဒီနတ်စင်တွေကိုတည်ဆောက်ကြတာပဲဖြစ်ပါတယ်။ဒီယုံကြည်ချက်ကဗုဒ္ဓဘာသာထက်ပိုဆောတဲ့ဝိညာဉ်ကိုးကွယ်မှုကနေစဉ်သက်လာတာဖြစ်ပြီးတော့ထိုင်းနိုင်ငံမှာဗုဒ္ဓဘာသာနဲ့ရောရှက်ပြီးတော့ယနေ့ထိဆက်လက်တည်ရှိနေတာပဲဖြစ်ပါတယ်။တခါတရံဒီနတ်စင်တွေမှာဘိုးဘိုးဘွားဘွားထိုင်းလိုမျိုး ตาใหญ่လို့ခေါ်တယ်။ဘိုးဘာဝိညာဉ်တွေကိုလည်းကိုးကွယ်တတ်ကြပါတယ်။